အားလုံးပဲမင်္ဂလာပါရှင်။ Brighter Little အားလုံးကိုကျမတို့ရဲ့ Aura Cartoon Channel ရဲ့နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့အစစ်စစ်တဆက်သူနည်းဖြစ်ပါတယ်။ဒီနေ့မှလည်း Brighter Little အတွက်ဆလံကားလေးတစ်ပုဒ်ကိုရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ဒါကြား Brighter Little က VPN လိုက်ခံပြီးတော့မှဆလံလေးရဲ့စုပ်ထိပ်ကိုကြည့်ရှုအားပေးချပါအောင်နော်။တကယ်ကြကျမတို့အိမ်နားမှာဆော့နေတဲ့ကောက်လေးတစ်ယောက်ကိုကျမတပင်ကွယ်နာကလည်းပြီးတော့ချောင်းပြီးတော့ကြည့်လိုက်ပါတယ်။ သူကလင်းရင်ပြန်လေးကိုကိုက်ပြီးတော့တယောက်တည်းပျော်ရွှင်မြို့တူပြီးတော့ကစားနေပါတယ်။ကစားနေတဲ့ရုပ်တရက်သူချော်လဲသွားပါတယ်။သူရလက်ထက်ကလင်းရင်လေးကလည်းမိုးပေါကူဝဲသွားပြီးတော့တခြားကလေးတယောက်ရဲ့ကောင်းပေါကိုတွားချမိပါတယ်။အဲ့ဒီညကမကျင်းတဲ့ဖယ်နဲ့ထုံမီကိုပြန်လာပြီးတော့ညရှာပေါ့။ဟေးအော်ထုံမီမင်းကငါတို့ကိုလာပြီးတော့စနေရလား။ကြည်ရတာမင်းမကကစားမဲ့အဖို့မရှိဘူးထင်တယ်နော်။အဲ့ဒါကြောင့်ငါတို့ကိုတက်တက်ရန်လာစနေရလားမဟုတ်ပါဘူးကငါကမတော်တဆထိသွားတာပါ ချော်လိုက်တော့တော့လီယင်ပြကသူ့ပတ်တူလွင့်သွားတာလီယင်ပြလွင့်သွားတာကငါကောင်းပေါ်တဲတဲဆိုင်အောင်လို့လွင့်သွားတယ်ပေါ့လေဒါကဖြစ်နိုင်လို့လားဟုတ်ပြီဒါဆိုရင်လည်းမင်းကောင်ကိုစိုက်သွားအောင်လို့ပြန်ပြီးတော့လောက်ရမှာပေါ့သူတို့ရံဖြစ်နေတာကိုကျွန်မလည်းမနေနိုင်ပဲနဲ့ဂျာရက်ကဝင်ပြီးတော့တားလိုက်ပါရယ်နင်တို့တွေတားလိုက်ကြတော့အဲ့ဒီလိုမျိုးနှစ်ယောက်တယောက်အနိုင်မကျကြပါနဲ့လားသူကမတော်တဆချော်လိုက်ပြီးတော့ဖြစ်သွားတာငါအားလုံးမြင်လိုက်တယ်ဟာကြည့်ပါအောင်နော်တခြားကောင်မလေးတယောက်ကလာပြီးတော့သူ့ကိုကောက်ကွယ်ပေးနေရတယ်လို့ကွာထွန်မီရယ် မင်းမကြောက်ဘူးလားငါကြောက်လေထွန်မေကျမဒီမှာရှိနေတာမှသူတို့ကဆက်ပြီးတော့စနေတာကြောင့်ကျမလည်းဒေါသတွေထွက်ပြီးတော့အာကုတ်သွားလိုက်ပြီးအဲ့ဒီပြောတဲ့တယောက်ရဲ့မျက်နှာကိုချောင်းနဲ့ကန်လိုက်ပါတယ်ခြေတော်မှာတစားတယောက်ကလည်းလှမ်းပြီးတော့အဲ့ဒီနာကထွက်ပြေးသွားပါတယ်ကျမကဲတင်ပေးလိုက်တဲ့တိုမီကတော့အဲ့ဒီနေ့ကဆက်ပြီးကျမကိုဂျေဆူရီတင်သွားတာပေါ့ဂျေဆူတင်တဲ့အနေနဲ့ငါခောက်ထားတဲ့လင်းပြန်လေးကိုနှီးယူလိုက်ပါနော်သူကလင်းပြန်လေးပြီးတော့ကျမလည်းရွှန်းကိုချိန်နေပြီးတော့ပြုံးမိသွားပါတယ် အဲ့ဒီအချိန်ကစပြီးတော့ကျမတို့ news လုံးလဲတင်ငယ်ချင်းတွေဖြစ်သွားကြတာပေါ့အားလုံးပဲမင်္ဂလာပါကျမကတော့ Ellie လို့ခေါ်ပါတယ်အခုကျမဘေးနားမှာရှိနေတာကဘယ်သူလဲသိလားဟုတ်ပါတယ်ကျမရဲ့ချစ်သူကောင်းလေးပါသူနာမည်ကတော့ Tommy လို့ခေါ်ရလေပရိသတ်တို့ကြားလိုက်တာမမပါဘူးကျမကငငယ်လေးတည်းကတင်ငယ်ချင်းဖြစ်လာကြတဲ့ Tommy နဲ့အခုဆိုရင်ချစ်သူတွေဖြစ်သွားကြပြီလေသူနဲ့ကျမကရှင်နေမီလို့မျိုးဆက်ကျင်ပတ်ဖြစ်ကြရဆိုပေမဲ့နှစ်ယောက်သားပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ပြီးပြည့်စုံသွားတာပေါ့ ကျမကဘယ်နေရာမဆိုဆွာတင်းလိုက်ပြီးတော့တမတတက်သူမျိုးဖြစ်ပေမဲ့သူကတော့ကြောက်ပြီးတော့နောက်မှပုံနေတတ်ပါရဲ့ကျမကပဲသူ့တစ်ချိန်လုံးကောက်ကွယ်ပေးနေရတာပေါ့အော်မရအောင်နော်ကိုတောင်မစင်းနိုင်ဘူးရိုလာကော်စတာကြီးကအရင်မြင့်တယ်ကြောက်စရာကောင်းလွန်တယ်ဘာမှမဖြစ်ပါဘူးဆိုနေမှကဲကဲဆေးချလိုက်ကျမလည်းသူ့ကိုရိုလာကော်စတာပေါ်ကိုအတင်းဆွဲတင်လိုက်ပါရဲ့သူကတော့ကြောက်ကြနဲ့ကျမခိုင်းသမျှကိုလုံနေရပါရဲ့ပြီးတဲ့နောက်ရိုလာကော်စတာကအရှိန်နဲ့တကုံမောင်းပြီးတော့အပေါ်ရောက်လာအောက်ရောက်လိုက်တွေဖြစ်နေတာပေါ့ တခြားသူတွေကလည်းအရှင်ကိုမထိန်နိုင်ပဲနဲ့မူပြီးတော့အန်ကြတယ်။ကျမကတော့ဆင်းလို့ရှာနေပြီးတော့သူကတော့ကြောက်တုတ်တုတ်နေပါရဲ့။ကြောက်ပါတော့ရက်ပါတော့ငောက်ချပေးပါကြောက်ပါတော့မိနစ်နေငယ်စီးပြီးတဲ့နောက်မှာတော့ကျမရဲ့ roller coaster လဲလမ်းဆုံးကိုချော့သားပါရဲ့။တိုမီ roller coaster ပေါ်ကနေဆင်းလိုက်တော့ခြောက်တီကတုံနေပြီးအသားရည်တွေကလည်းဖြူဖြော့နေရပဲ။အားကုန်နေတဲ့မျက်နှာနဲ့သူကကျမကိုတော့မဆိတ်တူလိုက်ပါသေးတယ်။အဲလီကိုမရှိဘူးလို့ပြောနေအောင်ကိုဘာဖြစ်လို့အတင်းခေါ်ပြီးတော့စီးခိုက်ရတာလဲ။ အခုကျောင်းတက်ကိုကြည့်အောင်ကိုလုံးဝလမ်းလျှောက်လို့မရတော့ဘူးသူကကျမဘော်ကိုအပြုတ်ထားတော့မှလဲကျမကသူ့ကိုပြန်ပြီးတော့ခင်းဆိုင်ပေးနေရတာပေါ့ရှင်ဒီကရနော့တိုမီကကာယာပိုင်းမှာအားနေရဲဆိုပေမဲ့ညာနာပိုင်းမှာတော့အရန်တော်ပါတယ်ကျမဆိုရင်တော့ထေဆုံးကျမ်းသားတွေကတယောက်ဖြစ်ပြီးတော့စားကလည်းအရန်တော်တယ်ကျမကတော့ကာယာပိုင်းမှာထူးကျင်တဲ့သူဆိုတော့ဂျူရိုအများရန်ဆော့လိချိပါတယ်တကယ်ကြတော့ကျမနဲ့အရန်ကိုခင်ရတဲ့ကျမတို့တငယ်ချင်းကတယောက်ရှိလာပါတယ်သူကတော့ကျမတို့ကြောင့်ကိုမကြောက်သေးခင်ကမှပြောင်းလာတဲ့မီလာလို့ခေါ်ပါတယ် မျက်မှန်လေးတက်ထားပြီးအပြန်အလှန်စပင်လေးတွေကိုလည်းပိုင်ဆိုင်ထားတယ်။သူကထမျက်ပြီးတော့အစာလိုက်တော့ပါရယ်။ထုံးစံအတိုင်းစာတော်ပြီးတော့နာတီပုံစံလေးမျိုးတွေဆိုရင်ကျောင်းပေါ်အနိုင်ကျင့်တဲ့သူတွေကပေါ်လာတက်စမြင်ပါ။ဟဲ့နင်ကအသက်ကလေးလားနော်။ငါတို့နဲ့မခင်ချင်းဘူးလား။ဒါမှမဟုတ်ငါတို့ကခင်အောင်လို့နင့်ကိုစီမင်းစီကန်တွေနဲ့ပြက်ပြက်ပြီးတော့သင်ပေးရမလား။အာနင်တို့ကငေါ့ငေါ့အနိုင်ကျင့်ကြရမလို့လား။ဒီလိုချိန်မျိုးဆိုရင်ကျမကတော့သူရဲ့ကောက်အနေနဲ့သူတို့ခြေရက်ကိုဝင်သွားတာပေါ့။ အနိုင်ကျင့်တဲ့သူတွေကိုတတိကံကောက်ပေးလိုက်ပြီးတော့ကျမမီလောက်ကိုကျမနဲ့အတူဆွဲခွာလာခဲ့ပါတယ်။အဲ့ဒီအချိန်တွေကစပြီးတော့သူတို့လည်းမီလောက်ကိုမရှုပ်ရတော့ဘူးလေ။သူတို့တွေထပ်ပြီးတော့နင့်ကိုနောက်ဆက်တဲ့အခါငောက်လာပြောင်းတော့တန်းပြီးတော့တိုမီကကျမကိုလာကြောပါတယ်။မီလောက်ကလည်းအိမ်ပြန်တော့တရားထက်ဖြစ်နေမှကြောင့်ကျမလည်းတိုမီနဲ့မိတ်ဆက်ဖြစ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အာဂျာကနေ့တင်ငယ်ချင်းလား။မဟုတ်ပါဘူးနော်။ငါကသူ့ရဲ့ချစ်သူပါ။ဘာပြောနေရလဲ။လာလာငါမိတ်ဆက်ပေးအောင်မယ်။ ကျုံမီဂျက်ကလည်းဒီလိုမျိုးပဲငါဒီနေ့တို့ကက်တင်လိုက်တာလေသူကမီလာလို့ခေါ်ရဲကောင်းတာပေါ့ဒါဆိုရင်လည်းတင်ငယ်ချင်းတစ်တူသွားလို့ပဲမှတ်ရမှာပေါ့ကျောင်းဆင်းတော့ပန်းစံထဲမှာကျမတို့တောင်ရအတူတူသွားပြီးတော့စကားပြောကြပါရယ်ကျမကလည်းကမီလာကိုဆိုရင်ကျမကောင်လေးနဲ့ပတ်သက်ပြီးတော့မကျင်းတဲ့တညရီကိုသူ့တို့တိုက်ပါရယ်ကျမကောင်လေးကဘလို့ချစ်ဆောင်နေစရာကိုလည်းသူ့အမြဲတမ်းပြောပြလေးရှိပါရယ်သူကဒါရီကိုနောက်ထပ်ပြီးတော့အချိန်တိုင်းကျမကိုအမြဲတမ်းအားကျနေတတ်ပါရယ် ကျွန်တော်နဲ့ပဲအချိန်ကြာလာတော့ကျမတို့တောင်ယောက်ကအမြင်ရတဲ့ပူပူတွတ်တွတ်ဖြစ်လာခဲ့ရယ်ကော်ဖီတောက်တောက်မဲ့ဆိုပြီးတော့ကျမတို့တောင်ယောက်ထွက်သွားတဲ့လမ်းမှာရိုတီယက်စကိတ်စီရကောင်လေးတယောက်ကကံပီလောက်ကိုဝင်တိုက်မိသွားရယ်စီကမ်ရှင်မောင်နဲ့သူကိုကျမလည်းတောတောက်ထွက်သွားပြီးတော့ကြောက်ခွဲတဲ့အဲစကိတ်ကောင်ကိုကောက်ပေါက်လိုက်ပါရယ်ဟေးအောင်လမ်းကိုတောင်းရင်တိစားတိသွားမယ်လေနေကိုနေအမေရိကမတင်ထားလားနေရှင်ပြေးလားဘယ်တော့ထိတော်သေးလဲသူမီကကံပီလောက်ရဲ့လက်ကိုကိုက်ထားလိုက်ရတဲ့သူ့ခွေးဆက်ပြီးတော့မီးနေပါရယ် ကျမလည်းအဲ့မြေကိုကိုမြင်လိုက်ရပြီးတော့နင်းနေရစိတ်မကောင်းဖြစ်သွားပါရဲ့တန်ရသွားတဲ့ကမီလာကိုထွမီကလည်းဂုံပုတ်ပြီးတော့ခေါ်လာပြီးခဲ့ပါရဲ့ဖက်တက်နိုင်မလဲလေတန်ရနေတာဆိုတော့ကျမလည်းဒီတိုင်းပဲလိုက်ခဲ့ရတာပေါ့ဒီလိုနဲ့ပဲအချင်းကြလာတာနဲ့အမျှကျမရဲ့ကြားပေါ်ကဆက်ဆံရေးကအရှင်ကလည်းမဟုတ်တော့ဘူးလို့ခံစားရပါရဲ့ကမီလာနဲ့ထွမီတို့ကကျမထင်ထားတဲ့ထပ်ပို့ပြီးတော့တနေ့တက်တနေ့ရှိနေလာခဲ့ကြရဲ့ထွမီနဲ့ကျမတို့တွေ့တော့တွေ့ပြကြပါရဲ့သူကစာအုပ်ပို့ပြီးတော့အယုံဆိုင်နေတာကြောင့်ထိဆုံးကြောင့်သားဖြစ်နေရတည်ကြရဲ့ သူကစပိုင်းကိုအယုံဆိုင်နေတော့ကျွန်မကလည်းကာယပိုင်းကိုအယုံဆိုင်ခဲ့ပါရယ်။နောက်တရကျတော့ကျွန်မတို့တင်တဲ့မှာចောင်းသားတတိယရောက်နေကြရယ်။သူကလူရင်းနဲ့လည်းတော်တော်ခင်တက်ပြီးတော့ပေါင်းသဆဆိုင်လေးကောင်းမှုပါရယ်။တကယ်ကျတော့နီးပြရဲ့အတင်းဖွဲ့မှုကြောင့်ကျွန်မတဲ့သူနဲ့က travel လေးကျင်သားရဖြစ်လာခဲ့ပါရယ်။သူနေမယ်ကအပိုင်းလို့ခေါ်ပြီးတော့သူကမင်းကလေးတွေကိုလည်းကူးဆက်တက်ပါသေးရယ်။အဲလီဒီနေ့ညနေငါတို့ရုပ်ရှင်သွားကြည့်ကြမလို့နင်လည်းတူတူလိုက်ခဲ့ပါလား။တယောက်ထပ်ပြင်းနေမှာပေါ့။ အဲ့ဒီအချိန်မှာရုတ်တရက်ကျမရဲ့ချစ်သူကောလိပ်ရှာလာပြီးတော့တဝင်းတိုရဲ့နီလန်ကစတင်လာပါတော့တယ်။မလို့ပါဘူး။သူ့မှာရုတ်ရှင်သွားရှိဖို့တော့ငါရှိရလေ။မင်းတို့တော့လည်းရှာမလို့အဖူ။ဟမ်နေပါရီပြောလိုက်တာလေအားနာဖို့ကောင်းနေဟ။ဒီမှာကအားလုံးတူတူရုတ်ရှင်သွားရှိဖို့ခေါ်ရလေ။ငါတော်တော်မဟုတ်တာ။မရောက်ဘူး။အဲ့ဒီအောက်ပိုင်းဆိုတဲ့အကောင်ငါကြည့်မရဘူး။အဲ့ဒါကြောင့်နေသူနဲ့ဝေးနေရမယ်။အဲ့ဒါကငါ့အမေပဲ။ငါ့အမေကိုနားကမ်းရမယ်နော်။မနားကမ်းလို့ကတော့သူဘာပဲပြောပြောကျမကတော့နောက်ွယ်မှာလှုပ်ချင်ရလို့မှဖြစ်ပါရဲ့။ တကယ်တော့အောက်ပိုင်းကကျမတို့ထင်ထားတဲ့သူမျိုးမဟုတ်ပါဘူးသူကိုချောမလို့ဆိုပြီးတော့ချစ်ကြနေတဲ့ကောင်မလို့ရဲ့အများကြီးကလော်ကာရဲကိုစာရိုက်ထည့်ထားပြစပြမဲ့လဲသူကတခုခုမှအခင်မဆိုင်တတ်တဲ့သူမျိုးပါတိုမီကတော့အမြဲတမ်းအောက်ပိုင်းကိုနောက်ဆက်ပြီးတော့ကျမနဲ့နောက်မကပ်ဖို့အတွက်တစ်ချိန်လုံးမောင်းနေပါရယ်မင်းငါကောင်မလေးနာလုံးဝမကတ်နဲ့နော်ကျမမတယောက်တည်းအမြဲတမ်းလေးကြည့်မှုတွေဖြစ်လာကြရတယ်။အောက်ပိုင်းနောက်ကိုတော့တော့မတော်ရဘူးလေ။တရားလေးကြည့်ရင်စင်းနေတော့ရုပ်တရက်အောက်ပိုင်းကထောက်အောင်လိုက်တဲ့အတံကိုကြားလိုက်ရပါရဲ့။ ဟဲလောက်လောက်ပါအောင်ကွာငါငါရှင်းရှားနေလို့ဒီနားမှာဒီနားမှာဟမ်ဘာဖြစ်တာလဲဟာကျမလည်းသူ့ရနာကြောကိုကြည့်လိုက်တော့မှဘူးရီအများကြီးထနေရောကိုတွေ့လိုက်ရပါတယ်။ကျမနဲ့အောက်ပိုင်းတို့ဆီလူနေတဲ့အချိန်မှာရှော့တရအောက်ပိုင်းရဲ့ဖုန်းကမြည်လာခဲ့ပါတယ်။အတန်ဖိုင်ကိုဖွပီရနာထားလိုက်တဲ့အချိန်မှာတိုမီရဲ့အတန်ဖြစ်နေတာကိုကျမလည်းကြားလိုက်ရပါတယ်။တိုမီကရှော့ကိုကျမနားမကပ်ဖို့အတွက်အထက်ပြီးတော့ပြောပြမိလား။သူကရောင်းကုန်လွန်နေပြီ။အဲ့ဒီဖုန်းကိုပေးကျမပြောလိုက်မယ်။ အော်ငါထင်ထားတဲ့အတိုင်းပဲမိတို့ကအခုချိန်ထိကိုမပြောင်းကြသေးပဲလေအဲ့ဒီမှာဘာလို့လီချရလဲကျမတို့အဲ့ဒီလည်းမဟုတ်ဘူးလို့ရှေ့ပြောထားရလေဘယ်တော့ခါပြောရပါလဲရှင်ကကျမကိုမယုံကြည်ရလားဟဲပြီးတော့ရင်တနေရာမှာသွားပြီးတော့ကော်ဖီတောက်ရအောင်လားဒီနားမှာကကောင်းတဲ့ကော်ဖီစာလေးတွေ့ထားတယ်ကျမနဲ့တူမီတို့စကားပြောနေတော့ရုတ်တရက်မိကလေးကြောက်ရအတန်ကိုကြားလိုက်ရတယ်တူမီရဲ့အတန်ကတုံရိုက်နေပြီးတော့ကျမကိုဖုံးကွယ်ထားတဲ့ပုံပေါက်နေပါတယ် အဲ့ဒီတန်ကကမလာရဲ့အတန်စရာကိုကျမကျင်းဒီပေါတည်နေပါတယ်။ငါအခုစားလိုက်နေလို့နောက်မှပဲပြောင်းခေါ်လိုက်မယ်နော်။ဘာပြောရလဲနေယသူကကျမဖုန်းကိုချက်သွားတယ်။ကျမလည်းရောက်ကိုဒေါ်တာရဲ့ထွက်ပြီးတော့သူတို့နှစ်ယောက်ကိုလက်ပုလက်ချက်ဖမ်းဖို့ကြိုးလုပ်ပါတယ်။ဒီကိစ္စကိုဒီတားလက်ထားလို့မဖြစ်တော့ဘူး။သူတို့နှစ်ယောက်ကငေါနောက်ွယ်မှာအသက်စာဖောက်နေကြတာ။ငါတောင်လက်ပုလက်ချက်မရလို့ဖမ်းရမှာပေါ့။ကျမရဲ့အုပ်ကြီးချက်ကိုအပြည့်ထုတ်လိုက်ပြီးတော့ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုပြီးတတိတွေမွေးပြီးတော့အိမ်ကိုပြန်လာခဲ့ပါတယ်။ ။သူမရဲ့အိမ်ထဲကိုဝင်လာတဲ့အချိန်မှာနှကန်းတီပေးနေတဲ့အင်ဂျီတစ်ထည့်ကိုအခန်းထဲမှာတွေ့လို့ရပါတယ်။ဒီလိုဆိုရင်တော့သူတို့နှစ်အခန်းထဲမှာပဲရှိရလိမ့်မယ်။ကျမကစိတ်တော့ကိုအပြစ်ခိုင်းမှအထားလိုက်ပါတယ်။ရှင်ထဲမှာတော့ဒေါသမီတွေလောင်ကျွမ်းနေပါတယ်။ဟဲ့အပြစ်မှဘယ်သူလဲမသိဘူးနော်။ထားလိုက်စမ်းပါကွာ။ကျမအတန်ကိုကြားလိုက်တာနဲ့ရှောက်ကုတ်ဒေါ်တော်ရထနေပါရယ်အပြင်ကဘသူရှိလဲဆိုတော့ကိုခင်းမဆိုင်ပါတော့ကွာအခုကမင်းနဲ့ငါနဲ့နှစ်ယောက်တည်းဆိုတော့နှစ်ယောက်တည်းလှုပ်ချော်လို့လို့ရတာပဲ အော်ကျမတို့ဖွင့်ကြည့်လိုက်မယ်ဆိုရင်တော့သူတို့ဘာတွေရှိနေမလဲဆိုတော့တွေ့တော့မတွေ့ရဘူးအဲ့ဒီမြင်ကွက်ကိုကျမရင်ဆိုင်နေတော့ကျင်းတည်ရလားဖွင့်အောင်မဖွင့်ရတော့ဘဲနဲ့ကျမတကားရှိမှရင်မငိုနေပါရယ်ကျမတကားကိုဖွင့်လိုက်မယ်ဆိုရင်သူတို့နှစ်ယောက်နဲနေတာကိုမြင်ရမယ်ပြီးတော့ကမလာကမဟုတ်ကြောင်ကျမကိုအတွင်းပြောပြီးတော့ငူပြလိုက်မယ်ကျမလည်းဒေါသရထပ်ပြီးတော့သူမမျက်နှာကိုလက်သီးနဲ့ထိုးပါလိုက်မယ်ဘာတွေရှိဖြစ်မလဲဆိုတော့ကျမတွေးနေမိတော့မှပဲတကားကိုဖွင့်တယ်မဖွင့်တယ်ကိုစဉ်းစားနေခဲ့ပါရယ် ဒီကရန်ကျတော့ဒီဆလိုင်းရဲ့အဆောက်ကကျမကိုရိုင်းမဲ့တရားခံဖြစ်နေကြတာကျမကပဲသူတို့ကိုတွားပိတ်ဆက်ပေးပြီးတော့နေရာရက်ကိုခေါ်သားပေးကြတာကျမကပဲအောင်တဲ့ပြီးတော့သူဖြစ်နေကြတာပေါ့တကောင်မဖွင့်တော့ပဲနဲ့ကျမအထူမီကိုအရင်ဖုန်းဆက်လိုက်ပါတယ်ထူမီကဖုန်းကတော့ကျမခမလာကိုစာပို့လိုက်တယ်အလီဖုန်းဆက်နေရမလားနေသူဖုန်းကိုကိုက်တင်နေနော်ငါ့စီကိုလည်းစာပို့နေရငါစာပြန်လိုက်အောင်မယ်နေပါမှစာပြန်စရာအကြောင်းမရှိဘူးနော်ငါတို့လုံနေတော့ကိုပဲဆက်လုပ်ကြမယ် အော်သူတို့နှစ်ယောက်ကဖုန်းလက်မကရဆာလက်ပြေကြောက်ပုံတိုမီလိုလူမျိုးကဘလောက်တော့ကြောက်စရာကောင်းလဲလဲငရဲနှစ်ကောင်ကိုတပြိုင်တည်းဖမ်းဆီးနေတာတော်ပြီတိုမီငါအိမ်ပြန်တော့မယ်ကမလာကအိမ်ပြန်တော့မှတိုမီကလည်းသူ့ကိုအိမ်ပြန်လိုက်ဖို့ပြင်ပဆိုပြီးတော့ထွက်သွားပါတယ်ကျမလည်းပုံးနေရနေကထွက်လာပြီးလိုက်တော့မှပဲသူတို့ကိုဘလို့တင်ငန်းစာပေးရမလဲဆိုပြီးတော့ပြန်ရှင်းစနေခဲ့ပါတယ်လူရီအားလုံးရရှိမှသူတို့ရဲ့လေယုတ်တွေကိုတိအောင်လုပ်ပြီးတော့သူတို့ကိုအဆက်ခွဲပြစ်မယ်ဟုတ်ပြီ တမီကစကေးပြော့ပြော့ဝဲရှိနေတော့ကျမအဲ့ဒီပွဲမှာသူတို့ကိုအရှက်ခွက်ပြစ်မယ်။ဟမ်ကမီလာကငါ့ကိုအစာပို့လာတာပါလား။သူကကျမရဲ့စကားပြောချင်နေတယ်။သူနဲ့ကျမနဲ့ကဘာပြောချင်ရှိလို့လဲ။သူခေါ်တဲ့အချိန်ကျမလည်းအဲ့ဒီကအေးဆန်ကိုသွားလိုက်ပါရယ်။အရှင်ထားလိုက်ပြီးတော့သူပါပြောမလဲဆိုတာကိုစောင့်ကြည့်ခဲ့ပါရယ်။ကမီလာကဘာမှမဖြစ်တယ်လို့မျိုးကျမကိုပြန်ပြနေပြီးတော့ကျမရဲ့လက်ကိုကမ်းပြီးပြောပါရယ်။အဲ့လေ ဘာကတကယ်တော့နင့်ပထမဆုံးတွေ့တဲ့နေ့ကလေးကလေးစားပြီးတော့အားချခဲ့ရတာပါ။နင်ကငါ့ကိုကယ်တင်ပေးခဲ့ပြီးတော့ငါ့ဘဝရဲ့တူရဲကောင်းဆိုလည်းဟုတ်တယ်။အဲ့လီအဲ့ဒါကြောင့်ငါ့မှာပြပြဆရာလေးတခုတော့ရှိနေတယ်။ဘာလဲနင်ကတွမီနဲ့ဆိုင်နေရဆိုတဲ့အကြောင်းငါ့ကိုပြပြတော့မလား။အဲ့လီနင်တကယ်ပဲအဲ့ဒီလိုတွေ့တာလား။ငါကအဲ့ဒီအကြောင်းကိုရှင်းပြချင်တာပါ။တကယ်တော့နင်ထင်နေသလိုမဟုတ်ပါဘူး။အဲ့လီကကျမကိုကိုပြီးတော့ပြပါရယ်။ဒါဆိုရင်ဘာဖြစ်တာလဲဆိုတာတေချာပြပြလေး။ တူမီကအဲ့နေ့ကငေါ့မတော်မတရားလုပ်ဖို့ကြံတယ်။ငါတကယ်လက်မခံခဲ့ပါဘူး။ငါသူ့ကြိုက်လည်းမကြောက်စိတ်လည်းမဝင်စားဘူး။သူကငေါ့ကိုစားလုံးမဲ့ဆိုပြီးတော့အဲ့နေ့ကအတွေ့ဆက်ဆောင်ပြီးတော့ခေါ်သွားတော့ကျမအဲ့ကြံကိုကြားလိုက်ရတဲ့အချိန်မှာအယံကိုလန့်သွားခဲ့ရပါတယ်။ငငယ်လေးကကျမတိခဲ့တဲ့ငကြောက်တူမီကအခုတော့မကောင်းစွာတရားလူမျိုးရုံးမနေရပဲ။ဒေါသရထက်ပြီးတော့ကျမလက်ထဲမှာကြိုက်ထားတဲ့ဖန်ခုတ်ကိုတော့ခွဲမိသွားတယ်။နောက်နေ့ကျတော့သူ့ရဲ့စကားရေးပြောဆိုရင်ပြန်မပါကျမတို့ကိုအရှက်ခွဲဖို့အတွက်စီစဉ်နေချခဲ့တာပေါ့။ ကမင်လာရဲ့လက်ကိုဆွဲသားပြီးတော့ကျမရဲ့ပွဲကိုတော့တက်ခဲ့ရယ်။ယုံကြည်ချက်အပြည့်နဲ့ကျမတို့နောက်မှာအားပေးမဲ့သူတွေရှိနေပါရယ်။ဟုတ်ပါရယ်ဒီကရန်ကျတော့ကမင်လာကသူ့မှာတက်တက်ကလေးကောင်းလေးတယောက်ထက်ရှိနေတာပါ။သူနဲ့တူမီကဘာမှမဖြစ်ကြတာသိချပါရယ်။ကျမတို့ညစလောကိုတပြိုင်တည်းမြင်သွားတဲ့ထုံမီတော့ကရောင်းကိုထိတ်လန့်သွားပါရယ်။ကျမကိုကြည့်လိုက်ကမလကိုကြည့်လိုက်နဲ့ထုံမီတရပြပြတလဲဖြစ်နေပါရယ်။မတော်ကိုကြည့်ပြီးတော့ဘာပြောမလို့လဲ။နင်ဘာမှမပြောနဲ့တော့နော်။ စီစဉ်ထားတဲ့အချိန်အဲ့ဒီနေ့ပွဲမှာတော့ပွဲဆုံးသွားပြီးတဲ့အချိန်မှာသူ့ခေါင်းပေါ်မှာလင်းရင်ပြန်တွေအများကြီးတက်ရောက်လာခဲ့ပါတယ်။အဲ့ဒီလင်းရင်ပြန်တွေအလုံးကသူ့ရဲ့အကြောင်းတွေကိုရေးထားတဲ့စာရွက်တွေဖြစ်နေကြတာပါ။တပွဲလောက်ကလူတွေကလည်းအဲ့ဒီစာရွက်တွေကိုဖတ်ပြီးတော့သူ့ကြောက်ကြလိုက်တဲ့အချိန်မှာထိတ်လန့်သွားပါတယ်။ရေးစားလျှောက်တဲ့တုံးပီတယောက်သူ့တွဲကြတဲ့ကောင်မလူတွေအများကြီးကလည်းသူ့ကိုအလုံးမုန်းတီးပြီးတော့ဆဲဆုံနေကြပါတယ်။မကောင်းတဲ့ကောင် နေကကောင်မလူတွေအများကြီးရှိနေရလား။တကယ်ကိုသစ္စာဖတ်ပြီးတော့မယိုင်းတဲ့ကောင်ပဲ။ နေ့ကငါတို့အားလုံးကိုပြန်လဲတွေ့ခဲ့တော့ပေါ့အောက်မှာရှိနေတဲ့သူတွေအားလုံးကလည်းသူမီရဲ့မကောင်းတဲ့လုပ်ရက်တွေကိုသူ့ကိုဝိုင်းပြီးတော့ဆက်ဆုံနေကြပါတယ်သူမီကကျမရဲ့ချစ်သူကောင်းလေးဖြစ်ခဲ့တဲ့ဆိုပေမဲ့ကျမသူနဲ့ထိုက်တန်တဲ့အပြစ်လို့ပဲတွေ့ပါတယ်ဒီကိစ္စမျိုးကတော့ငါတို့ကြောင်းထဲမှာလည်းမရှိတဲ့ရှာပန်တော်သူမီတကမင်းရဲ့လူကျွက်ကဘလူးလက်စရာကိုအစ်စ်တန်းနဲ့တက်ရောက်သွားတယ်ဒီလိုဆိုရင်တော့မစားခင်မှာသူမီကတော့ကြောင်းတော့ခံရဖို့ထိချနေပါတယ် ။နောက်ဆုံးကျတော့မထုံမီကကျမရဲ့ရှေ့မှာဒုထောက်ပြီးတော့ကျမကိုပြန်လာတောင်းပန်နေပါရယ်။ငါ့ကိုမတောင်းပန်ပါနဲ့။ဒီမှာနေရလင်းပြန်ကိုပဲနေပြန်ပြီးတော့ယူကြည့်လိုက်ပါ။နေငါ့ကိုပေးထားပုကရတဲ့အတိုင်းငါလည်းနေကိုပြန်ပြီးတော့လင်းပြန်လေးပေးတာပါ။ငါရဲ့ဇလန်ကဒီမှာပဲအဆုံးသတ်လိုက်ကြတာပေါ့။ကျမထုံမီကိုနောက်ထပ်လက်မကြည့်ပဲနဲ့အရှိကိုပဲထွက်လာခဲ့ပါရယ်။ကျမထွက်သွားတဲ့အချိန်မှာသူမီကျမရဲ့တံမိုးကိုတင်လာလေပို့မျောလဲပါရယ်ကင်မရာနဲ့ကျမတို့လည်းပြန်ပြီးတော့အစီအပြေသွားခဲ့ပါရယ် ငါကညလိုတငယ်ချင်းမျိုးရှိနေလို့တိတ်ခုပန်းကောင်းတာပဲ။တခုခုဆိုဘာမှကြောက်မနေနဲ့။ငါနေ့အတွက်အများရရှိတယ်နော်။ဒါပေမဲ့နေငါ့ဆောင်တဲ့ချစ်သူကောင်းလေးနဲ့ပြတ်သွားတာလို့ထင်တယ်။ပေကတာဟာငါနောက်ထပ်ရုပ်ဆော့ရကောင်းလေးတွေအများကြီးကိုကြားလိုက်ရတာပဲဟုတ်။ဒါဆိုရင်တော့ဝေးကြီးပြေးရှာမနေပါနဲ့ဟာ။နေ့ရရှိမှရှိနေပြီလေ။ကျမရဲ့ရှိမအဝဲကရှိနေပြီးတော့သူကကျမရဲ့ချက်ကိုမျောလင်းနေတဲ့သူတယောက်ပါဒီလိုဆိုတော့လေကျမကသူ့ကိုအခွင့်အရေးပေးရတော့မှာပေါ့ဆယ်လလေးကတော့ဒီလောက်ပါပဲရှင် နောက်နေ့မှလည်းဒီလိုအချိန်မှာပြည်သက်လူတွေနဲ့အတူပြန်လည်ဆုံတွေ့ကြမှာတည်ရယ်။တာယာအင်ဂျင်နီယာတွေကိုပိုင်ဆိုင်နေကြပါစေနော်။